တရင်ပေးသမ ्या အလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဇက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစ္ဆာမှုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ္ဆာမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရကန်အပ်ပါတယ်ခင်ဗျာအခုတကပထမအဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဆလင်းနဲ့မြင်းမှုတို့မှာစကြောင်းထုံးနေတဲ့စစ်တပ်နဲ့စစ်စခန်းကိုတော်လန်ရေးတပ်များကတိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မခွေးတိုင်းဆလင်းမျိုးဘက်က မကွေးတိုင်းစလင်းမျိုးဘက်ကနေစင်ပြူကျုံမျိုးဘက်ကိုစကြောင်းထိုးလာတဲ့အချမ်းဘက်စကားစားတက်ကိုမိုင်းဆွဲတက်ခိုက်ရမှာအချမ်းဘက်စက်တက်ဘက်ကထိခိုက်တိုက်ဆုံမှုရှိနိုင်တယ်လို့ပြည်သူညင်အောင်စလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကပြောပါလိမ့်ရမန်နေအော်တိုဘာလ16နှစ်နေ့မွန်လွယ်2025မိနစ်ခန့်အချိန်မှာစလင်းမျိုးဘက်ကနေစင်ပြူကျုံမျိုးဘက်ကိုစကြောင်းထိုးဝင်ရောက်လာတဲ့ဖော်ကာနှစ်စီးနဲ့ခြေလျင်စကြောင်းကိုစလင်းစင်ပြူကျုံလမ်းမိုက်မှာစလင်းမျိုးပြယူကြည်ကြားပေါက်တပ်ဖွဲ့ကဝေးဒိမ့်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါလိမ့် အဲလိုတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်က ထိခိုက်ဒေဆုံးမှုကိုရေတွက်ကိုတည်ထူနိုင်ခြင်းမရှိသေးပဲအကြမ်းဖက်စစ်တပ်ကလက်နက်ငယ်များနဲ့ရန်တန်းပစ်ကတ်ခဲ့ပြီးတော့ဇလင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲဒီစခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုကတော့ရှိပါတယ်။ကျွန်တော်တို့လည်းဆက်လက်စုံစမ်းဆဲပါ။စခွေးတွေကဇလင်းမျိုးဘက်ကနေပြီးတော့စင်ပြူဂျုံဘက်ကိုသူတို့ကဂါနစီနဲ့ခြေလင်းစစ်ကြောင်းလေးပါပါတယ်။သူတို့စစ်ကြောင်းထိုးလာတာကိုလမ်းမိုက်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်သူကြီးနောင်ဇလင်းတရင်ထားဝင်ကန်ကိုပြည်သူကပြောပါတယ်။ အလားတူသကိုင်းတိုင်းမြင်းမှုမြို့နယ်တော်ချောင်းဦးရေကင်းကုန်းစခန်းကိုလည်းတော်လန်ရေးတပ်များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအချမ်းဘက်စစ်သား9ဦးအပြင်ထံတိုင်းရရရှိခဲ့တယ်လို့ Sniper Ranger Force Local PDM မှာတဝင်းရှိသူကပြောပါတယ်။ယမန်နေ့အော်တိုဘားလ19နေ့နေ့ည10:30မိနစ်ခန့်မှာမြင်းမှုမြို့နယ်တော်ချောင်းဦးရေကင်းကုန်းစခန်းကို Sniper Ranger Force Local PDM ကနေ60မမလက်နက်ကြီး3လုံးနဲ့ပြစ်ခတ်ခဲ့ရမှာနှလုံးဟာရေကင်းထဲကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့ ဂျန်နဲ့တလုံးဟာရဲခင်းနဲ့မီတာ30အနီးကိုကြားရောက်ပောက်ခွဲခဲ့ကြောင်းအဲလိုတိုက်ခိုက်မှုတွေမှာအချမ်းဘက်စကောင်းစီဘက်ကခုနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိကဒေါ်လန်ရဲ့ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အခုဖြစ်စဉ်အသေးစိတ်ကိုပြောရမယ်ဆိုရင်ညာဘက်တွေမှာပြည်သူတွေရှိရာဘက်ကိုစကွေးတွေကလက်နက်ငယ်တွေနဲ့ဖြစ်ပေါက်တဲ့အတွက်ပြန်လည်ဖြစ်ကတ်ခဲ့တာဖြစ်ပါတယ်အဲဒီမှာစကွေးအင်အားကတော့48ဦးရှိတယ်စကွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပါတယ်သူတို့ဘက်ကစပြီးတော့ပြည်သူတွေရှိရာဘက်ကိုပြေးနေတဲ့အချိန် ကျွန်တော်တို့ဘက်ကလည်းပြန်ပြီးတော့ပြစ်လိုက်တာပါဘုံနှလုံးကတော့စကန်လေးကိုကြားရောက်ပောက်ခွဲခဲ့ပါတယ်ကျန်းတဲ့တလုံးကတော့စကန်မိုးရဲ့အဆောင်နာကိုကြားတယ်လို့သိရပါတယ်အဲဒီစကန်ကိုကာဝေးရေးတက်တဲ့ဘက်ကအချင်းချင်းဒိမ့်ဖို့ကြိုးစားပြီးမဲ့လေချောင်းနဲ့တခြားလုံးခိုးကန်တဲ့အတွက်ဒိမ့်မရသေးတဲ့စကန်တစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်ဒါပြင်ထိခိုက်မှုကခုနှစ်ဦးလောက်ဘင်းထန်ထိခိုက်တန်ရာရတယ်လို့ Snipe Ranger Force Local PDF မှာတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုမှာ Snipe Ranger Force Local PDF ဒေသခံရဲကြီးပကဖ ဘာဖားတို့ကပူပေါင်းလှုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မင်းလာမှာအင်အား60ခန့်ပါစတက်စစ်ကြောင်းနဲ့ဒေါ်လန်ရေးတက်များကြတိုက်ပွဲဖြစ်ပွားပြီးအကြံဘတ်စတက်ဘတ်က12ဦးသေဆုံးက BDF ဒုတက်ခွဲမှုဝတန်ချဆုံးတဲ့တွင်ကိုတင်ဆက်ပေးကြပါတယ်။မကွေးတိုင်းမင်းလာမျိုးနယ်မှာအင်အား60ခန့်ပါတဲ့စတက်စစ်ကြောင်းနဲ့ဒေါ်လန်ရေးတက်များကြတိုက်ပွဲဖြစ်ပွားပြီးအကြံဘတ်စတက်ဘတ်က12ဦးသေဆုံးကြတယ်လို့ပြည်သူ့ကားဝေးတက်မတော်မင်းမူခိရရဲ့မနှစ်တက်ရဲမှဆရာကျောင်းကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘားလာ16ရက်နေ့ညနေ3:30မိနစ်ချိန်မှာမလွန်ကာဖာစနှစ်မှတက်အပြောင်းလဲလုံးရန်ထွက်လာတဲ့အင်အား60ခန့်ပါတဲ့အဂျမ်ဘတ်စစ်ကား20ကိုမင်လာမျိုးနဲ့လက်ပန်းတကာဂျေးဝါတရအုပ်လန်ကွဲစာတင်ကြောင်းနေမှာဒုတက်ကွဲမှုဝတန်ဦးဆောင်နဲ့တော်လန်ရေးပြောက်ကြတပ်ဖွဲ့ကဂျားပြတ်တက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဟာညနေ4:05မိနစ်ချိန်ထိဖြစ်ပွားခဲ့ကြောင်းအစိုးပါတိုက်ပွဲမှာစစ်တပ်ကစစ်နှုတ်ဦးတည်ဆုံပြီး26ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းတို့ရဲ့အချမ်းဖက်စစ်ကားနှစ်စီးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီတိုက်ပွဲမှာဒုတက်ခွဲမှုဝတ်တန်ဟာဒဏ်ရာရရှိထားပြီးမပြေနိုင်တော့တာကြောင့်လောင်းငယ်သာတော်လန်ရေးရဲဘော်များကိုတပ်ပြန့်ဆုတ်ခိုင်းခဲ့ကြောင်း။အဲဒီလိုဒဏ်ရာအပြင်းထန်ရရှိပြီးမပြေနိုင်တော့တဲ့ဒုတက်ခွဲမှုဝတ်တန်ကအချမ်းဖက်စစ်တပ်ထံမှာအဖမ်းမခံတော့ပဲလက်ပြမိုင်းကိုဖောက်ခွဲပြီးတော့မိမိကိုမိမိအဆုံးစီရင်သွားတယ်လို့သိရပါတယ်။ဒုတက်ခွဲမှုဝတ်တန်ကလက်ပြမိုင်းကိုစနစ်တမ်းဖြုတ်ပြီးခေါကိုကိုအသေးခံသွားတာဖြစ်ပါတယ်။ ျမ်းတဲ့ရဲဘော်တွေကိုသူ့မှာပါတဲ့တနက်ကိုပေးပြီးမိုးကလည်းအရန်ရွာမထားနိုင်တော့သူ့ရဲ့ရဲဘော်တက်စိတ်မှုကိုတနက်ပေးပြီးဘိုင်းရဲ့အောက်မှာမိုင်းထားပြီးတော့ဖောက်ခွဲခဲ့တာပါအာသာနီသူရဲကောင်းတဦးအဖြစ်မြင်းမြတ်စွာကြာဆုံးခဲ့ရတာပါလို့ပြည်သူ့ကားဝေးရေးတက်မတော်မင်းဘူးခရိုင်အမတ်နဲ့တက်ရမဆရာချောင်းကပြောပါလိမ့်အဲဒီမှာစက်တက်ပတ်တော်သား lobby telegram တွေမှာတော့မင်းလာတိုက်ပွဲတွင်းက PDF တဦးဟာ၎င်းတို့စက်တက်ရဲ့ RPG ထိမှန်က ခန္ဓာကိုယ်စစိမ့်မော်မော်ဖြစ်ပြီးတည်ဆုံးတယ်လို့ဓပုံးနဲ့တကွာသတင်းလိမ်ထုတ်ပြန်ထားတယ်လို့မေမူခရိုင်မနေ့တည့်ရမှာဆရာချောင်းကရှင်းပြပါတယ်ဆက်လက်ပြီးဓမ္မတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လေခုမျိုးနဲ့အုတ်ချုပ်ရည်မှုယုံကိုဖောက်ခွဲတခိုင်းမှုတွင်ရဲချေအုတ်ချုပ်ရည်မှုတအူးနဲ့ပြူစောတီတအူးတင်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းလေခုမျိုးနဲ့တရေဘိုးချေဝါမှာရှိတဲ့မျိုးနဲ့အုတ်ချုပ်ရည်မှုယုံကိုဖောက်ခွဲတခိုက်ရမှာ။အရာတောက်ရန်ပြင်ဆင်နေတဲ့ရဲချေအုတ်ချုပ်ရည်မှုတအူးနဲ့ ြူစော်ဒီတအုပ်တည်ဆုံးခဲ့တယ်လို့ရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ယမန်နေ့အော်တိုဘားလ၁၉နှစ်နေ့ညနေ6:50မိနစ်ခန့်မှာလေကူးမြို့နယ်တရေဘိုးချီဝါမှာရှိတဲ့မျိုးနယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုဘင်အားမြေမိုင်းတစ်လုံးလက်ဖြစ်ပုံနှလုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာမျိုးနယ်အုပ်ချုပ်ရေးမှူးရုံးမှာအရေးတောက်ရန်ပြင်ဆင်နေတဲ့အုပ်ချုပ်ရေးမှူးတအုပ်နဲ့ပြူစော်ဒီတအုပ်တို့ကိုဘုံထီးမှန်ကလေးဘောပြန်ဝဲပြီးပေါ်ချင်းပြီးတည်ဆုံသွားခဲ့တာထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။ ညနေဆောင်ထွေးဦးယုံမှာအရတောက်ဖို့ပြင်ဆင်နေတဲ့အုတ်ကြီးတစ်ကောင်နဲ့ဖြူစော်တီးတစ်ကောင်တော့ပေါ်ချင်းပြီးထေသွားပါတယ်။အရဝိုင်းထဲမှာကြံတဲ့ကောင်တွေလည်းထိခိုက်တန်ရာရတယ်လို့သိရပါတယ်။အုတ်ကြီးကတော့ဝဲလာတဲ့ပလင်းနေတောင်မတောက်သွားရရှာဘူးလို့ရန်ကုန်အာမီဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အစိုးပါတိုင်းမှုကိုရန်ကုန်အာမီဝိုင်းရင်နဲ့အနောက်ပိုင်းခရိုင်ဘခါဖားတို့ကပူးပေါင်းလို့ဆောင်ကြတာဖြစ်ပြီးဆက်လက်ပြီးတော့လည်းအကြမ်းဖက်စကောင်းစီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြမ်းဖက်စကားစကားပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာဝင်လောက်ခိုင်းနေကြသူများကိုအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန်အာမေဝိုင်းရဲ့ဖွဲ့ရတာဝန်ရှိသူကပြောဆိုပါတယ်။နောက်ထပ်တမ်းတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့စကိုင်းမျိုးနဲ့လက်ပန့်ကြီးဝါမှာတက်ဆွဲထားတဲ့စစ်တကဆုပ်ကွာထွက်ပြေးသွားလို့ဒေါ်လိုင်ရင်တစ်ဖွဲ့ကနေမြေရှင်းလင်းရေးလုံးစင်မှာမူရီစေဝါတုံဆွဲရမှာတုံးတဲ့ပစ္စည်းတွေနဲ့ဆယ်တုံးဆောင်ပစ္စည်းများတင်ဆက်ရရှိတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းစကိုင်းမျိုးနဲ့လက်ပန့်ကြီးဝါမှာတက်ဆွဲထားတဲ့စစ်တကဆုပ်ကွာထွက်ပြေးသွားတာကြောင့်ဒေါ်လိုင်ရင်တစ်ဖွဲ့များကနေမြေရှင်းလင်းရေးလုံးစင်မှာ မွေးရဆေးဝါဒုံဆွဲရမှာတုံးတဲ့ပစ္စည်းတွေနဲ့စစ်တုံးဆောင်ပစ္စည်းများကိုတင်ဆက်ရရှိခဲ့တယ်လို့ယူနီကွန်ပြောက်ကြားတပွဲ UGF မှတာဝန်ရှိသူကပြောပါတယ်။ယမန်နေ့အော်တိုဘားလ16ရက်နေ့မှာစကိုင်းမြို့နယ်လက်ပံဂျီဝါအတွင်းမှာရှိတဲ့ဗီဒူပိုင်နေများမှာတက်ဆွဲထားတဲ့အချမ်းဘက်စစ်တကအဲ့ဒီဂျီဝါမှာရှိတဲ့တက်ဆွဲထားတဲ့စကန်းကနေထွက်ပြေးဆုတ်ခွာသွားခြင်းဖြစ်ကြောင်းအဲဒီနောက်တော်လိုင်းတပွဲများကနေမြေရှင်းလင်းရေးဝင်ရောက်ပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုအချမ်းဘက်စစ်သားတွေဆောက်ခွာသွားပြီးတဲ့နောက်ဒေတာကန်ပြည်သူများပြန်လည်နေထိုင်နိုင်ရန်အတွက် ယူနီကွန်ပျောက်ကြတပွဲကနေမီရှင်းလေးရဲ့လှူဆောင်ခဲ့တာဖြစ်ပြီးတော့အချမ်းဘတ်စတက်ရဲ့ယူနီဖောင်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းများကိုတင်ဆက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီစစ်ကွေးစစ်ကြောင်းကတပ်ဆွဲထားတာကြားပါပြီ။အဲဒီစစ်ကွေးတွေကလက်ပံကြီးဝါတွေကပြည်သူပိုင်းနေအိမ်တွေထဲမှာစခန်းချပြီးတပ်ဆွဲနေထိုင်တော့အော်တိုဘားလာ၁၉နှစ်နေမှာစစ်ကွေးတွေကရွာတွေကနေထွက်သွားလို့အရင်မှာနေမီဝင်းရောက်ရှင်းလင်းရင်းနဲ့စစ်သုံးဆောင်ပစ္စည်းတွေတင်ဆက်ရရှိခဲ့တာပါလို့ယူနီကွန်ပျောက်ကြတပွဲ UGF မှတာဝန်ရှိသူကပြောပါတယ်။လက်ရှိမှာဂျမတ်စကောင်းစီတက စကိုင်းမိုးနဲ့အတွင်းကိုနည်းနည်းဆုံမိုးမှုရရှိရေးဂျိုပန်းနေပေမဲ့တော်လိုင်းရေးတပ်များကအပြင်းထန်ခိုးကွန်တိုက်ခိုက်တာကြောင့်၎င်းတို့ထင်တယ်လို့ခီးမပေါက်ဖ ೇನೆ အကြအဆုံးများစွာနဲ့စတက်ဘက်ကအထင်းလာလျက်ရှိတယ်လို့ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဘက်စတက်နိုင်ငံရေးကမထွက်ဘဲငင်းငန်းရေးမရနိုင်ဘူးလို့အန်ယူဂျီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်လက်ရှိအာနာတိန်အကြံဘက်စတက်ဟာနိုင်ငံရေးကနေမထွက်ဘဲမြေတီခါမှငင်းငန်းရေးဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။အကြမ်းဖက်စကောင်းစီကအော်တိုဘားလ15ရက်နေ့မှာတနိုင်ငံလုံးအပြေခက်ရဆဲရေးစာချုပ် NCA နှစ်ပတ်လည်နေ့ကျင်းပခဲ့ပြီးတော့အကြမ်းဖက်စကားဆနဲ့စကားဆအားပေးတဲ့သူတွေက NCA ဟာတရားဝင်မှုခိုင်မာတဲ့စာချုပ်ဖြစ်တယ်။ NCA အတိုင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရမယ်လို့လေးတန်ပေးခဲ့ကြတာဖြစ်ပါတယ်။အဲလိုစကားဆရဲ့ NCA နှစ်ပတ်လည်ပွဲကျင်းပမှုဟာ၎င်းတို့အနေနဲ့ဟန်ပြလှူဆောင်မှုတာဖြစ်တယ်လို့ န်စီရေးမှပါဝင်ခဲ့တဲ့ဒိုင်းဒါလန်နက်ကင်အဖွဲ့10ဘွဲတဲက6ဘွဲကပူးရဲထုတ်ပြန်ခဲ့တယ်လို့အချမ်းဘတ်စစ်တပ်အာဏာသိမ်းမှုကြောင့်ငြိမ်ငြိမ်ရေးလုပ်ငန်းစဉ်ရပ်တန့်ခဲ့ရတာလို့လက်ရှိစခါစားနဲ့ထိတွေ့ဆက်ဆက်မှုတွေပြုလုပ်နေဆဲဖြစ်တဲ့ရှမ်းလန်နက်ကင် RCSS အဖွဲ့ကလည်းထုတ်ပြန်ခဲ့ပါတယ်အလားတူအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းလရှိမှာစကားစားနဲ့စကားစားအားပေးသူတွေရဲ့လုံရက်ပေါ်ဘာမှပြောလို့ချင်မရှိပေမဲ့ ဒါကငញ្ញမ်းရေးမရနိုင်တဲ့အချက်လက်တွေကိုတော့အတိပေးပြောပြလာကြတာဖြစ်ပါတယ်။အခုစတက်ကနိုင်ငံရေးကမထွက်ပဲငញ្ញမ်းရေးမရဘူးလေ။စတက်ဟာအရသာဆိုးရလက်အောက်မှာမရှိသေးပေဘယ်တော့မှငញ្ញမ်းရေးမရဘူး။နောက်ထောင်ရှေ့ပွဲစည်းပုံအောက်မှာငញ្ញမ်းရေးကဘယ်တော့မှမရဘူး။အတွင်ကူပြောင်းရေးကာလတရားမျှတမှုမရှိပဲဘယ်တော့မှငញ្ញမ်းရေးကိုမရဘူးလို့ဦးနေဖုံးလကပြောပါတယ်။ GN ညိုချင်းမျိုးသားတက်ဦး CNF ကျောင်းသားတမတော် ABSDF မွန်ပြည်သေးပါတီဆယန္နာရှင်တိုက်ဖြတ်ရေး NSPAD ပို့မြို့သားလူမျိုးရေးဖွဲ့ချုပ် PNL လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU စားတဲ့တိုင်းရင်းသား6ဘွဲ့ရဲ့ပူးတွဲကြေညာချက်ထဲမှာလည်း2021ရဲ့စက်တက်အနာတင်လိုက်တာဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရည်မှန်ချက်တွေကိုဖျက်ဆီးလိုက်တာဖြစ်တာမို့လို့ NCA ရဲ့အကောင့်ထဲပေါ်မှုရက်ဆိုင်ကစကုစုံတစ်ခုဖြစ်တော့ရောက်ရှိသွားစေခဲ့တယ်လို့ဖော်ပြပါတယ်။ဒါပြင်ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့လနကိုင်းစတကနိုင်ငံရေးမှာပါဝင်မှုမရှိဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်ပြည်ပခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေအသည့်ရေးဆွဲနိုင်ဖို့လိုအပ်တယ်လို့အသိပေးထားပြီးတော့အကြံဘက်ဆရာနာရှင်စနစ်ခြုံငင်းကဖက်ဒရယ်ပြည်တော်စုတဲ့ထူထောင်နိုင်တဲ့အထိဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမယ်လို့ကြေညာခဲ့ပါတယ်။အရင်နောက်ကြီးစံမတုံးတဲ့အမေရိကန်သမ္မတကြီးကမြန်မာစစ်တပ်ကိုဘလို့အဆုံးသတ်ပေးနိုင်မလဲဆိုတဲ့ဒေါ်လန်ဆိုင်ယူဆရာရဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးကြပါတယ်။အခုကဘာကြီးကတော်တော်လေးလှုပ်နေတာအားလုံးသိကြမှာပါ။ ကဘာကြီးလောက်တိုင်းမြမပြည်သူတွေလည်းမျော်လင့်ချက်လေးတွေနဲ့ခေါင်းထောင်ကြီးလာတတ်တာကအာနာသိမ့်ပိစကလေးကဆိုပါတော့အနှိုးဆိုမြမနွေဦးတော်လိုင်းကြီးဟာလက်နက်ကင်လန်းစင်နဲ့နိုင်ငံတကာတနမန်နီလန်းကိုချိုးချကြအတုံးချအပြေရှာရမှာဆိုတော့ဂျာနိုဘိုင်းနျူကလ িয়ার စိုက်ယုံကြီးဘုံကျဲခံရတုန်းကလည်းမျော်လင့်ကြတယ်ဟာမတ်စ်နဲ့အစ္စရေးတိုက်ပွဲမှာလည်းငါတို့နိုင်ငံတို့ကတခုခုများထူကြားလာလေမလားလို့မျော်လင့်ကြကြတယ်ဒီလိုပဲအိန္ဒိယနဲ့ပါကစ္စတန်ပွဲတရုတ်နဲ့အမေရိကန်ခွန်တိုက်ပွဲ တရုတ်နဲ့ထိုင်ဝမ်တရုတ်နဲ့ဖိလစ်ပိုင်အမေရိကန်နဲ့ဗင်နီဇွဲလားအထိမျှော်လင့်နေခဲ့ကြတာပါတက်လာကစားကတော့ဒေါ်လာရေးအကြောင်းပြပြီးမိသားစုလိုက် အမေရိကန်အိမ်မက်မန်းနေသူတွေမကြိုက်ကြပေမဲ့အမေရိကန်တမရကြီးကတော့ကဘာကြီးကိုခက်ချမ်းချမ်းကင်တွယ်ပြီးအခုလိုငញ្ញမ်းရေးတွေလှုပ်ပြလာတော့ဘောချောင်းချောင်းလူကြီးလိုပြောင်းချောချောလုံနေတဲ့ကဘာနိုင်ငံခေါင်းဆောင်တွေစွန့်ဝသွားကြတယ်အဲဒီလူကြီးကဒီရက်ပိုင်းမှာမချခင်ချင်ပါတော့မဲ့အာဆီယံညီလာခံကိုတက်ဖို့ သူ့ရဲ့ရင်ထဲကအတိုင်းတောင်းဆိုမှုတွေလှုပ်လာတော့တယ်။အာဆီယံကလည်းအခက်တွေးစေတဲ့တောင်းဆိုမှုတွေဆိုတော့လိုင်လောရအခက်ငင်းပယ်ရအခက် ဖြစ်နေပြီမယ်။အခုတော့ဒီလူကြီးကအာဆီယံညီလာခံတပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့တန်နေကြားနေရတယ်။ဒီတခါအာဆီယံညီလာခံကိုဒီလူကြီးတကယ်ရောက်လာရင်တော့မြန်မာအာဏာသိမ်းစစ်တပ်တွေတကယ်ကိုမချောင်တော့ဘူးလို့သုံးသပ်ချင်တယ်။ကမ္ဘာခင်ချင်းချင်းတွေကိုကြည့်ပြီးသုံးသပ်တာပါ။တကယ်ရေးကြီးတာကပျော်ပြီးရင်တကယ်လုံရမဲ့လူတွေကသုံးသပ်တဲ့သူတွေထက်ပိုပြီးတော့ရေးကြီးတယ်ဆိုတာသိစေချင်ပါတယ်။ အမေရိကန်တမရကအာဆီယံညီလာခံကိုတတ်ချက်နဲ့အကြောင်းရင်းကဘာများဖြစ်မလဲအခုဒီလိုကြီးအာဆီယံကိုလာခြင်းနဲ့အဓိကကိစ္စကမြန်မာ့ရဲ့ဦးတော်လှန်ရေးကိုဒုစီကစတက်တည်းလှုပ်ပြီးဆုံးသက်ပေးဖို့တော့မဟုတ်ပါဘူးဒါပေမဲ့ဒီလိုကြီးကအာဆီယံစည်းဝေးကိုတတ်ချက်နေတဲ့ကိစ္စကမြန်မာအာဏာသိမ်းစတက်နဲ့ဓာတ်ရိုက်ပတ်သက်နေပါလိမ့်ပြောရရင်အမေရိကန်တမရကြီးအာဆီယံစည်းဝေးကိုလာခြင်းနေတဲ့ကိစ္စမှာမြန်မာအာဏာသိမ်းစတက်ကအဓိက ပထမရာဇဝဲကောင်အုံနေနဲ့တတ်မှတ်ထားပါလိမ့်ဒုတိယကတော့တရားဝနာပိုင်းတချို့နဲ့ တရုတ်ရဲ့ဒုစရိုက်သမားတချို့ပါတတိယကတော့ယိုရီယာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကဒုစရိုက်ခိုင်းနေပါဂျန်နာကတော့တောင်တရုတ်ပင်လယ်ရေးမှာထိုင်ဝမ်ဖိလစ်ပိုင်တို့ရဲ့အခြေအနေတွေနဲ့အရန်ထားပြီးလာပါလိမ့်မယ်အဲဒီမှာအမေရိကန်သမ္မတကြီးကကဘာကြီးထက်ကနေမတရားတဲ့နီးနဲ့အာရမငွေရှာနေတဲ့ဂျာပြန်ခိုင်းနေတဲ့ပတ်သက်ပြီးသူ့အနေနဲ့နှိမ်နှင်းကျင်တဲ့အသေးပေးစကားတွေပြောကြားထားတယ်လို့မကြတဲ့ခင်ရပိုင်းကလည်းမြန်မာဟာမိုးရေဆေးဝါးအကြီးစားထုတ်လုပ်ဖြန့်ချီတဲ့နိုင်ငံလို့ပြောကြားထားပါတယ် အမေရိကန်သမ္မတကြီးသာအာဆီယံဈေးဝေးကိုရောက်လာပြီမဲ့ဆိုရင်မွေးရဈေးဝါကိစ္စနဲ့ဂျာပြန်ကိစ္စကိုအပေါ်ယံသဘောမဟုတ်ဘဲနဲ့နိုင်ဆိုင်စွာဆိုးနွေးဖြေရှာပါလိမ့်မယ်။တောင်တရုတ်ပင်လယ်ကိစ္စကတော့မိတ်ဆွေဆက်ဆံရေးအတိုင်းအဖြစ်သဘောလောက်သာဆိုးနွေးမယ်လို့တတိယခံမှန်းလို့ရနေပါလိမ့်။ကောင်းပြီ။အဲ့တော့ဂျာပြန်ဆိုတာဘာတူလဲ။ဘယ်နေရာမှာလဲ။ဘလောက်ဒုက္ခပေးနေလဲဆိုတာကြည့်အောင်ပါ။နာဝတာခက်မှာကီယန်နပွဲကွဲသွားခဲ့တယ်။ဘာသာရေးကနေကွဲကြပါလိမ့်။ ဗုဒ္ဓဘာသာအဖွဲ့ကို DKBA ဆိုပြီးစတက်လောက်ခံလုပ်ခိုင်းပါတယ်။အရိကနေတစင် BGF နေကြာဆောင်အဖွဲ့ဆိုပြီးနာမည်ပြောင်းနေ။ BGF ကိုစတက်ဖွဲ့စည်းပုံအတိုင်းရာထူးနဲ့ခန်းစားခွင့်နေပေးပြီးတော့မွေးစားထားတယ်။အရိမှာနေမြေတွေအပိုင်စားရလိုက်တဲ့ BGF ဟာသူ့နယ်အတွင်းမှာဝင်ငွေများများရရှိဖို့တရုတ်လောင်ကစားသမားတွေနဲ့ပေါင်းပြီးတော့ရွှေကိုကိုမျိုးတည်တည်တယ်။ BGF ခေါင်းဆောင်စောချစ်သူဟာသူ့ကိုယ်သူဘီရင်ကန်တပါလို့မြန်မာနဲ့ထိုင်းနဲ့စကားကရင်ပြည်နယ်ထဲမှာတကိုးထွာလာခဲ့တယ်။ ဝေစုကိုလည်းမြန်မာအနာသိန်းစစ်တပ်ခေါင်းဆောင်ပိုင်းနေနဲ့မျှဝေယူကြတယ်။အဲဒီထက်မှာတရုတ်အစိုးရ၊ထိုင်းအစိုးရ၊လာအိုအစိုးရနဲ့ကမ္ဘောဒီးယားအစိုးရဖွဲ့ဝင်တချို့လည်းပါဝင်ပတ်သက်နေလို့အခုဒီကြားဖြန်းနေဟာကဘာပလိကြီးကိုတိုင်ဝင်ရောက်ဖြေရှင်းမှအဆင်ပြေနိုင်မယ်လို့နိုင်ငံတကာအတိုင်းဝိုင်းကလည်းအသိပေးထားကြပါတယ်။နောက်ပြီးကဘာနိုင်ငံအသီးသီးကပြည်သူတချို့ကိုပြန်ပေးစွဲအတင်းအထမလိမ့်လေခိုင်းတာကနေအတွင်းကလေးစားဈေးခွက်ထိချေပြန့်အတင်းရဲလာတဲ့အထိစိုးရင်စရာကောင်းနေတာဖြစ်ပါတယ်။ အခုဗီနီဇွဲလာကိုစပြုတ်ကျင်တဲ့ကိစ္စကလည်းမိုးရဲစေဝါကိစ္စဖြစ်နေတဲ့တွာကဘာလူစိုးနှိမ်နှင်းရေးခေါင်းဆောင်အမေရိကန်သမ္မတကြီးကမြန်မာစစ်ကောင်ဆောင်တွေကိုမိုးရဲရာသာတွေလို့ကင်မွန်တက်လိုက်ပါတယ်ဒီတော့ဒေါ်လန်ရေးစကလေးကလန်နက်ကင်ဒေါ်လန်ရေးကိုအားကိုးနေရတယ်လို့ကဘာဒီပလိုမေစီနီလန်းနဲ့ဘလိုများအေးအေးယူမလဲလို့မျှော်လင့်နေကြတဲ့မြန်မာပြည်သူတွေတို့ကယထာလာပြီးဆိုတဲ့မထင်မရှားပူတာလေးကယထာဆောင်နေသူတယောက်လို့မျှော်လင့်ချက်တင်နေဆောင်းမျှော်နေခဲ့ရတဲ့အချိန်လဲကြာခဲ့ပါပြီ။ ီတစ်ခါမှာတော့အမေရိကန်တမရအာဆီယံဇေဝဲကိုသာရောက်လာခဲ့မယ်ဆိုရင်မြန်မာအာဏာသိမ်းစစ်တပ်ဟာသူတို့မွေးစားခဲ့တဲ့ BGA ချောင်းမဲ့ဆုံးတက်သွားရနိုင်ပါတယ်။ဒီဇံမတုံးမဲ့ဖြစ်ရှင်ရဲ့လုံနေတဲ့ဒီလူကြီးဟာမြန်မာစစ်တပ်ကိုဘလို့ကန်တွဲမလဲဆိုတာတော့ငွေရောင်းပိတ်ကားပေါ်မှာဆက်လက်ကြီးစုရမှာပါဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးနေနားဆင်ကြတဲ့သတင်းပေးသားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။